အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဖတ်ပြပေးသွားမှာတော့စိုင်းဆရာမိုင်းမိုင်နန်းဆန်ရေးသားထားတဲ့တံမိုးဆိုတဲ့ဝတ္ထုလေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ဒီတံမိုးဆိုတဲ့ဝတ္ထုလေးရဲ့အကြောင်းအရာလေးထဲမှာမှဘဝဆိုတဲ့အကြောင်းအရာလေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ဘဝဆိုတာအနာဂတ်ကိုခံမှန်ပြီးတော့မှတခုခုလုံးနေရတဲ့ပြိုင်ပွဲတွေကို ရောက်နေတာပါဘလို့ပြိုင်ပွဲတွေလဲဆိုတော့ စည်းပွားရေး၊လူမှုရေး၊ပညာရေး၊ဘာသာရေး၊ကျန်းမာရေး၊မိတ်ဆွေအပေါင်းအသင်၊မိသားစုရေး၊ဂုဏ်သိက္ခာစားတဲ့အရေးတွေနဲ့ပတ်သက်ပြီးဘာရင်ဖြစ်လာမလဲဆိုတာကိုစဉ်းစားခံမှန်းပြီးတော့တခုခုလုပ်နေရတဲ့ပြိုင်ပွဲဖြစ်ပါတယ်။ဥပမာပညာရေးဆိုရင်ကိုကဒီပညာကိုတင်လိုက်ခြင်းအပြင် ကိုယ့်ဘဝမှာဘလို့ခွင့်လန်းတွေရောက်လာမလဲလို့စဉ်းစားရတယ်။ စိရင်ကင်ပညာကိုသိရင်လည်းကိုဘဝအတွက်ဘလို့အခွင့်အလမ်းတွေရောက်လာမယ်ဆိုပြီးတော့ကြိုတင်စဉ်းစားတယ်။ဖြစ်နိုင်ခြေကိုတွေးတောပြီးတော့မှအဲ့ဒီပညာကိုသိတယ်။အဲ့ဒီအရာပေါ်မှာနောက်ဆက်တွဲအနေနဲ့ရလဒ်တစ်ခုခုရလာလိမ့်မယ်။ကိုခံမန်းတဲ့အရာမှန်တယ်ဆိုရင်အဲ့ဒီရလဒ်ကကောင်းသွားမယ်။ကိုခံမန်းတဲ့အရာမှားတယ်ဆိုရင်ရလဒ်ကမှားသွားမှာဖြစ်ပါတယ်။ MBA စိရင်ကင် SCCI ကွန်ပျူတာပညာဆရာဝန်ပညာ အင်ဂျင်နီယာပညာစသဖြင့်ပညာတွေကိုသင်လိုက်မယ်ဆိုရင် ကိုယ်ဘဝအနာဂတ်မှာစိတ်ချရမယ်ဆိုပြီးတော့အဲ့ဒီပညာတွေတဲကတခုကိုရွေးချယ်ပြီးတော့သင်ယူလိုက်တယ်။အဲ့ဒီအပေါ်မှာကောင်းကင်ဆိုးခြင်းတွေကိုရရှိလာတာဖြစ်ပါတယ်။စီးပွားရေးဆိုရင်လည်းဒီစီးပွားရေးဟာအနာဂတ်မှာကိုယ်ဘဝအတွက်ဝင်ငွေတွေကောင်းလာလိမ့်မယ်လို့တွေးတောပြီးတော့အဲ့ဒီစီးပွားရေးကိုလုပ်လိုက်တာဖြစ်ပါတယ်။ဥပမာထမင်းဆိုင်ဖွင့်တယ်၊ကွန်ပျူတာဆိုင်ဖွင့်တယ် ဆောက်လုပ်ရေးလုပ်ငန်းလုပ်တယ်။အိမ်ဆောက်ပစ္စည်းဆိုင်ဖွင့်တယ်။အလားပြင်ဆိုင်ဖွင့်တယ်။ကားပစ္စည်းရောင်းတဲ့ဆိုင်ဖွင့်တယ်စသဖြင့်ဈေးပွားရေးတွေကတခုခုလုံလိုက်မယ်ဆိုရင်အနာဂတ်မှာဈေးပွားရေးနဲ့ပတ်သက်တဲ့ဝင်ငွေဖွင့်နိုင်ရရှိလာမယ်လို့တွေးပြီးတော့အဲ့ဒီဈေးပွားရေးကိုလုံလိုက်တယ်။အဲ့ဒီအရာပေါ်မှာကိုတွေးတော်စဉ်းစားတဲ့အရာကမှန်သွားတယ်ဆိုရင်ရလက်အနေနဲ့ကိုအတွက်ဝင်ငွေတွေကောင်းလာမယ်။ကိုတွေးတော်စဉ်းစားတာမားတယ်ဆိုရင်တော့ ဆုံးရှုံးသွားမှာဖြစ်ပါတယ်။ဘဝမှာကြုံတွေ့လာရတဲ့အရာတွေအလုံးက အနာဂတ်မှာဘာဖြစ်မလဲဆိုပြီးစဉ်းစားတွေးခေါ်ပြီးတော့တခုခုလုပ်ရတဲ့ပြိုင်ပွဲပဲဖြစ်ပါတယ်။ထိုနည်းလမ်းကောင်းမယ်။ကျမ်းမာရေးဆိုရင်လည်းအေးဝအောင်အိမ်မယ်။အာဟာရမြတ်တအောင်စားမယ်။စိတ်ချမ်းသာအောင်နေမယ်။လေ့ကျင့်ခန်းပုံမှန်လုပ်မယ်။အဲ့ဒီပုံစံအတိုင်းပြုမှုနေတိုင်းပဲဆိုရင် အနာဂတ်မှာအသက်ရှိရှိနဲ့ကြမ်းကြမ်းမာမာ နေရမယ်လို့ကြိုတင်တွေးတော်ပြီးတော့မှနေစဉ်ဘဝမှာနေထိုင်တာဖြစ်ပါတယ်။အဲလိုစဉ်းစားတွေးတော်ပြီးတော့မှ လုံဆောင်လိုက်တဲ့အရာတွေကမှန်နေဆိုရင်ကိုကြမ်းမာရေးကောင်းမယ်။ကိုစဉ်းစားပြီးလုပ်လိုက်တာမှားတယ်ဆိုရင်တော့ကိုကြမ်းမာရေးဆုပ်ယုပ်လာမှာဖြစ်ပါတယ်။ထုံနည်းတူစားပဲအိမ်တော်ရင်းနဲ့ပတ်သက်ပြီးပြောရရင်ဒီမျိုးသားဒီအမျိုးသမီးကိုကိုယူလိုက်မယ်ဆိုရင် ကိုဘွားအတွက်အနာဂတ်စိတ်လုံခြုံစိတ်ချရမယ်လို့ စဉ်စားတွေးခေါ်ပြီးတော့မှအိမ်အောင်ပြုတ်လိုက်တယ်။ကိုရွေးချယ်လိုက်တဲ့အရာစဉ်စားတွေးခေါ်လိုက်တဲ့အရာလုံလိုက်တဲ့အရာကမန်နေဆိုရင်အဲဒီရလက်ကအိမ်အောင်ရေးပျော်ရွှင်ခြင်းမိသားစုပျော်ရွှင်ခြင်းဆိုတဲ့အရာကိုရရှိမှာဖြစ်ပြီးကိုရွေးချယ်လိုက်တဲ့အရာကမားတယ်ဆိုရင်တော့အိမ်အောင်ရေးအဆင်မပြေမှုတွေဒုက္ခတွေအခက်အခဲတွေဖြစ်ပြီးတော့ရလက်ကတော့ဆိုမှာဖြစ်ပါတယ်။မိတ်ဆွေအပေါင်းအသင်းနဲ့ပတ်သက်ရင်လည်းထုံနီးလဲကောင်းမယ် မိတ်ကြီးအပေါင်းတင်လိုက်တို့ကိုကိုအတွက်ခေါင်းချင်းတွေရလာမယ်ဆိုပြီးပေါင်းလိုက်မယ်ကိုပေါင်းလိုက်တဲ့မိတ်ဆွေကမှန်သွားတယ်ဆိုရင်ခေါင်းတွေရလာတွေ့ရရှိမှာဖြစ်ပြီးမှားသွားတယ်ဆိုရင်စိုးချင်းတွေဖြစ်လာမှာဖြစ်ပါတယ်ဘဝမှာကြုံတွေ့လာရတဲ့အရာတွေအားလုံးကအနာဂတ်မှာဘာဖြစ်မလဲဆိုပြီးစဉ်းစားတွေးခေါ်ပြီးတော့တခုခုလုပ်ရတဲ့ပြိုင်ပွဲပဲဖြစ်ပါတယ်ကန့်စိုးစော်တဲ့ပဲအဲ့ဒီပြိုင်ပွဲကနေမပါဘဲနဲ့ ဘေးထွက်ထိုင်နေလို့မရပါဘူး။တင်ပြိုင်ခြင်းသည်ဖြစ်စေမပြိုင်ခြင်းသည်ဖြစ်စေအဲ့ဒီပြိုင်ပွဲတွေကိုတင်ရောက်ရှိနေတာဖြစ်ပါတယ်။ကိုကမပါဘူးဆိုပြီးဘာမှမလုပ်ပဲဘာပညာရမှမတင်อยู่ပဲထိုင်နေတယ်ဆိုတော့ကိုကတင်တခုခုလုပ်နေတာဖြစ်ပါတယ်။ဘာမှမလုပ်ချင်းဆိုတဲ့အလုပ်ကိုလုပ်နေတာဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်ပညာရေးမှာ တင်ဆုံးရှုံးနေတာလိမ့်မယ်။စီးပွားမှာစီးပွားရေးမှာလည်းထိုနီး၎င်းပဲ။တင်ဘာမှမလုပ်ဘူး ဘာမှမတင်ဘူးမလေးလာဘူးဆိုရင် ဝင်ငွေတွေမရပဲစီးပွားရေးဆုံးရှုံးမှာကြုံရမယ်ဂျမအိမ်မှာလည်းအတူတူပဲစားခြင်းလိုစားနေခြင်းလိုနေမယ်သင်္ခါနာကိုကိုယူမဆိုင်ဘူးဆိုရင်ဂျမအိမ်ညံပြင်းလာခြင်းဆိုတဲ့ဆုံးရှုံးမှုကိုရရှိမှာဖြစ်ပါလိမ့်ထိုနည်းတူစွာပဲအိမ်တော်ဘက်ကလည်းတေချာမစင်းစားမတွေးခေါ်ပဲရွေးချယ်လိုက်မယ်ဆိုရင်မာရွတ်မှုတွေကြုံလာမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ ဘဝဆိုတာအနာဂတ်မှာဘာဖြစ်မယ်ဆိုတာကိုစဉ်းစားတွေးခေါ်ပြီးတခုခုလုပ်နေရတဲ့ပြိုင်ပွဲပဲဖြစ်ပါတယ်။သင်မလုပ်ဘူးဆိုရင်လည်းအဲ့ဒီပြိုင်ပွဲတွေကိုသင်ရောက်ရှိနေတာဖြစ်ပါတယ်။ကန့်စိုးစွာနေပဲမပြိုင်လို့မရတဲ့ဘဝပြိုင်ပွဲတွေကိုလူတိုင်းဝင်ရောက်ရှင်ပြိုင်ရမှာဖြစ်ပေမဲ့ကံကောင်းစွာနေပဲကျွန်တော်တို့ဘဝမှာသင်ယူလေ့လာစရာအတွေ့အကြုံတွေအခွင့်အလမ်းတွေများကြီးရှိတယ်။အဲ့ဒီကံကောင်းခြင်းတွေကဘာလဲဆိုတော့ကိုရှိမှဖြစ်ခဲ့တဲ့အရာတွေကိုလေ့လာသိရင်လို့ရတယ်။ တခြားသူတွေဘယ်လန်းကိုရွေးချယ်ခဲ့တဲ့အတွက်ကြောင့်အောင်မြင်သွားတယ်ဘယ်လန်းကိုရွေးချယ်ခဲ့တဲ့အကြောင်းဆုံးရှုံးသွားတယ်ဆိုတာကိုဗဝင်းကျင်မှာလေ့လာပြီးသင်စရာအများကြီးရှိသလိုနောက်ထပ်ကံကောင်းစွာနဲ့ပဲဇာဥစ္စာပေတွေလေ့လာလို့ရတယ်မိတ်ဆွေအပေါင်းအသင်းတွေကနေလည်းလေ့လာလို့ရတယ်ကိုမတိနားမလည်ရင်မေးမြန်းပြီးတော့သင်ယူလို့ရတယ်ကိုအဲ့ဒီပြိုင်ပွဲကိုဝင်ပြိုင်နေရပေမဲ့ဘေဟာဒီအနာဂတ်မှာကောင်းနိုင်တယ် ဘယ်ဟာဒီစိုးနိုင်လဲဆိုတာကိုမလောက်ခင်မှာလေ့လာသင်ယူခွင့်ရှိနေတာကျွန်တော်တို့တွေကံကောင်းခြင်းတစ်ခုပါဒါကြောင့်မို့လို့ကျွန်တော်တို့ဘဝမှာကြုံတွေ့နေရတဲ့ကောင်းခြင်းစိုးခြင်းအလုံးဟာကျွန်တော်တို့နဲ့ပဲတရားရဂိုင်းတို့သက်ဆိုင်ပါတယ်ကောင်းခြင်းနဲ့ဆိုရင် ကောင်းတဲ့အရာတွေလုပ်ရမယ်မသိဘူးဆိုရင်လေ့လာသင်ယူရမယ်ဘာမှမလုပ်ဘဲနဲ့ဒီတိုင်းဖြစ်တယ်လို့နေမယ်ဆိုရင်တော့စိုးကြောတွေကြုံလာရမယ်အဲ့ဒီစိုးခြင်းတွေကဘဒုကြောင့်လဲဆိုရင်တော့ကိုယ်ကြောင့်ပဲဖြစ်ပါတယ် ဒါကြောင့်ကိုဘွားအောင်မြင်ခြင်းနဲ့ဆိုရင်တော့လေးလာတင်ယူပါရလက်ကောင်းစေမဲ့အရာတွေကိုပြုတ်မှုကျင့်ကြံလှောက်ဆောင်ပါမိမိဘွားကိုအပြည့်အဝကိုယ်တိုင်တာဝန်ယူပါ